ရိတ်သက်များရှင်ခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစီပါတောင်သူစကားသံအစီအစဉ်ဖြစ်ပါတယ်။တောင်သူကိုမြင်းနဲ့ရလှန်ဆိုင်တဲ့အခြေခံရင်းညွှန်းစပါးစဉ်အကြံဖက်စစ်တက်ကထုတ်ပြန်လာပြီးတောင်သူတွေကတော့လာမယ့်ရာသီတွေမှာစပါးမဆိုင်ဖို့ဆုံးဖြတ်လိုက်ရင်ဂျမစစ်တက်နဲ့တောင်သူတွေကြားခြေအနေတွေတင်းမာလာပါတယ်။ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်။စဘာစည်းဇက်တိုက်ကြဆင်းခဲ့တဲ့တံကိုပြီးခဲ့တဲ့2025ຫນွေစဘာရာသီမှာ တောင်သူတွေအလူအလဲခံခဲ့ရပြီး လက်ရှိ2025မိုးစပားရာသီမှာလည်းကမ္ဘာစံစည်းကွက်ကျဆင်းတဲ့တန်ကြောင့်စပားဝင်သူမရှိတဲ့တန်ကိုတောင်းသူတွေကြုံလာရပါတယ်။ဒီအချိန်နှင်းမှာစပားအသက်6တင်းတရာကိုကျက်73သိန်းခွဲအဖြစ်ဂျမတ်စစ်တပ်ကခြေကယ်ရင်ညွှန်းစပားဈေးအဖြစ် ထုတ်ပြန်လာပါတယ်။ဒီဈေးကတောင်းသူတွေစပားရောင်းတဲ့အလေဖြစ်တဲ့ရိတ်ဆက်ကကျစပားအစိုးဈေးကွက်ပေါက်ဈေးနဲ့ပြန်တွက်ရင်ကျက်9သိန်းဈေးလောက်သာရှိလို့အမြင်မရတဲ့အပြင်အရင်ရှုံးတဲ့ဈေးနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။ စံစကွဲပြပတင်ဖို့ရသွင်းကုန်ပို့ကုန်စိတ်ကန်းကြီးတွေအပြင်စင်းမြစံဆက်တွေစမှုစုံတွေရှိပေမဲ့လည်းစိုက်ဧကတန်းကျော်ရှိတဲ့ရန်ကုန်မြို့ကလယ်သမားတွေမှာလည်းအခြားဒေသကတောင်သူတွေလိုပဲစပားစီးကြတဲ့ဒဏ်ကိုအလူးလဲခံကြရတာဖြစ်ပါတယ်။ကိုယ်သိသိပဲရှိမယ်လေကျွန်တော်တို့ကဘာလို့ကျွန်တော်တို့ဟိုမှာအဆူရောင်းတာအဆူရောင်းတာကျွန်တော်တို့ကစပားတရားကိုသတိပြန်ထောက်မယ်လေကျွန်တော်တို့စပားတရားလှမ်းကျွန်တော်တို့ဆယ်ရင်းကြောက်ဟုတ်ပါဒါကျွန်တော်တို့ရေးဆက်အကြောက်ကိုကျွန်တော်တို့ရောင်းနေတယ်ထောက်ပြီးကျွန်တော်တို့ပြန်ရောင်းကျွန်တော်တို့က ဇီရိုကလပ်ရှိမယ်အဲ့မှာကျွန်တော်တို့ကလူအားကားကြီးရှိဦးပြန်နှုတ်ကောင်းဘာလို့ဆိုတော့ကဘာ30ဦးကျွန်တော်တို့ကကဘာ100လှမ်းရေစေတင်းကြောက်ကြောက်တော့ခါကျွန်တော်စေတင်းမှုကတလုံးတလုံးပြောတယ်အလူသမားကကဘာကျွန်တော်ပေါင်းစားကိုတင်ဖို့မယ်ဆိုကျွန်တော်တို့တသိန်းနဲ့တောင်းတသိန်းသုံးသောကျွန်တော်ရိုးမူစဘာတဧကကိုတင်းတရာအထွတ်နှုံးရဖို့ဂျမစစ်တက်ကအိမ်မက်တွေမှတ်ထားပေမဲ့ဒီအိမ်မက်ဟာတကယ်ဖြစ်လာဖို့ပိုပြီးခက်ခဲနေမှာဖြစ်ပါတယ်မြမလေယာမြေတွေဟာအနေအမြင့်မကြီးတာကုန်းထုတ်လန်းတဲ့ရေသွင်းရေထုတ်မြောင်းတွေမရှိတာ ။စဘာမျိုးတွေရေသွေးမမြင့်တင်နိုင်တာ၊မြေစည်းလွှာတွေပျက်စီးတာ၊ပိုးမွှားယောဂနဲ့ပေါင်းမြင့်အမျိုးမျိုးတွေရှိနေတာ။တရားမဝင်သွင်းအားစုတွေအပြင်တရားဝင်တင်သွင်းလာတဲ့သွင်းအားစုတွေမှာလည်းရေသွေးမပြည့်မီတာ၊တင့်တော်တဲ့စိုက်ပျိုးရေးနည်းပညာမရှိတာစတဲ့မပြည့်စုံတဲ့အခက်အခဲတွေရှိနေပါတယ်။ဒီလိုအခက်အခဲတွေကြောင့်လက်ရှိချိန်ဒီမှာမိုးစဘာတဧကကိုတင်း30မှတင်း60အတွင်းသာထွက်ရှိပြီးစဘာတေကကုန်ချစီက7.3သိန်းအထိဖြစ်နေချိန်မှာစဘာတင်းတရာကိုအစိုးရစီ7.9သိန်းခွဲလောက်နဲ့ ကျမအချောက်တန်စီ၁၇သိန်းခွဲတက်မှတ်တာဟာတောင်သူတွေအမျက်မရပဲအရင်ရှုံးတဲ့ဈေးကိုရင်းညွှန်းဈေးဖြစ်ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေကြောင့်သီးနှံရေသွေးအထွက်နှုန်းနဲ့ဈေးကွက်ဆတဲ့ဘယ်လိုဖြစ်လာမဲဆိုတဲ့မသိခင်တွေကြားမှာတောင်သူတွေဟာလေယာမြေကိုဖတ်တွယ်ထားပေမဲ့လက်ရှိ2025မူးစပိုင်းရာသီနဲ့2026နေစပိုင်းရာသီအတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရင်းညွှန်းစပါးစီကရေနှစ်ရာဝါကူထိုးတယ်လို့ဖြစ်ခဲ့ပြီးလာမယ့်ရာသီမှာလည်းမဆိုင်ကြဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ဂျမတ်စစ်တပ်နဲ့တောင်သူကြားမှအခြေအနေကတင်းမာလာတာဖြစ်ပါတယ်။လာမယ့်တွင်မှာစဘာမဆိုင်တော်ဘူးလို့တကုံမြို့တက်ကလေသမားတဦးကပြောပါတယ်။အဲကျွန်တော်တို့ကဒီမန်းဆိုင်ထားတာကျွန်တော်တို့ငွေငွေတော့စဘာသိ15သိန်းကြီးလို့ဖြစ်လိမ့်မယ်ပေါ့။အဲကျွန်တော်တို့ကုန်ကြသိန်းနဲ့စဘာသိ15သိန်းကြီးတော့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကလည်းအဲ့လိုဒီမန်းပြီးဆိုင်ကြတာစဘာသိကတော့မတက်လာတော့ကိုယ်လည်းမတက်နိုင်ဘူး။ဟောပါကျွန်တော်တို့စဘာသိဒီမူ15သိန်းကြီးပေါ့ရင်ကျွန်တော်တို့ကအရင်သက်သာပဲ။မြတ်တယ်ကျွန်တော်တို့9000တော့ပဲကျင်းတ်ပြီးဒူးလို့တာတို့ အဓိကတော့လေသမားမရှုံးဘူးပေါ့တနည်းလာလဲရှုံးတနည်းလာလဲရှုံးအရှုံးနေပြတော့ဒီနေ့တော့ကျွန်တော်တို့ကြည့်တာဥပမာနေ့တိုင်းကျွန်တော်လေမလောက်ရင်မနေနိုင်ဘူးစိတ်ကဒီနေ့တော့ကျွန်တော်မလုပ်တော့ဘူးထားလိုက်တော့လို့ဘူးဒီကိုဆက်မလုပ်တော့ဘူး တကုံမျိုးသစ်လို့ခေါ်ဆိုကြတဲ့ရန်ကုန်အရှိချမ်းဒေသဟာကိုလိုနီခေတ်ဖြစ်တဲ့1921ကနေ1940ခုနှစ်အတွင်းဓမ္မရောစာမပါဘဲစပါးဆိုင်ပြုတ်ခဲ့ပြီးစံတန်ချိန်သုံးသန်းကိုသုံးချိန်တိုင်ပြပတင်ပို့နိုင်ခဲ့ရမှအဓိကကျတဲ့ဒေသတွေဖြစ်ခဲ့ပါတယ်။လက်ရှိမှာတော့ဒီဒေသဟာမအောင်မြင်တဲ့မျိုးစစ်ထုံစုံတွေလေယာဉ်မြေတိမ်းဆဲတာတွေနဲ့စံစပါးဆိုင်ပြုတ်ထုတ်လုပ်မှုကြဆင်းလာတယ်လို့တောင်သူဘဝတွေလည်းပြည့်စည်ရတော့မှာဖြစ်ပါတယ်။ လက်ရှိ2025သီးနှံရာသီဟာမြန်မာလျာလုပ်ငန်းသမိုင်းတလျှောက်မှာအဆိုးရွားဆုံးနှစ်ကိုကြုံတွေ့ကြရတာဖြစ်ပြီးဝင်ငွေရသီးနှံဖြစ် စိုက်ပျိုးသမျှသီးနှံတွေအရှုံးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဂျင်းလက်ဒေတာကိုမှီခိုနေတဲ့မြန်မာလူဦးရေရဲ့80ရာခိုင်နှုန်းလောက်ဟာအခြားအသက်မွေးလုပ်ငန်းအဆင့်တစ်မဖြစ်ဘဲလျာလုပ်ငန်းကိုဆုံးခွာဖို့ကအကျက်အတဲများစွာနဲ့ရင်ဆိုင်နေကြရပြီးခြေနေဟာပိုလို့တင်းမာလာတာဖြစ်ပါတယ်ရှင်။ ခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။